လေးတို့ဒေါ်လေးတို့အားလုံးပဲဝမ်းမနေပဲအားတင်းနာပြီးတော့ရှေ့ဆက်နိုင်မှုအတွက်ကျွန်တော်အခုလိုလာရောက်လူတိုင်းနာပါပျက်စီးဆုံးရှုံးမှုအတွက်သားတို့လည်းထပ်တူစင်မကောင်းဖြစ်မိပါတယ်မရတဲ့သူမရှိစေအောင်လို့သားတို့ပစ္စည်းအရာလုံးလုံးလောင်းလောင်းနဲ့မြို့ကိုရောက်လာကြတာပါဗျပို့သူအဲ့လိုပြောတာနဲ့မိဝိုင်းကလည်းလော်လန်းယူလိုက်တယ်ဟုတ်ပါတယ်အားလုံးရစေရမယ်လို့အာမခံတာမို့ဈာပြက်တာတွေပါတယ်မလုပ်ကြပါနဲ့နော် ပြီးဖုန်းလိုင်းနေရှာတော့ဖုန်းဝင်ပြီးကြည့်နေရဲ့ငပိန်ကဟောင်းနေဟောင်းနေဒီမှာကြည့်ကြအောင်ငပိန်ဘာဖြစ်လို့လဲဟာဒါနဲ့ပေါ်တူရိုတဲ့တွင်လည်းငပိန်ပြတာကိုဝိုင်းကြည့်လိုက်ကြတယ်အားလုံးမြင်လိုက်ရတဲ့ရှာရီကြောင့်တန့်တော်တွေဖြစ်ကုန်ကြတယ်တော်ဘောဟာဆိုဟာငါတို့ရွာကိုတော်တော်ဆိုးပြီးထင်နေရဒါနဲ့အဲ့ဒါဗမာလဲငပိန်ဟာဟမ်ဘဲမြို့လေကွာစကိုင်းမြို့လေကွာစကိုင်းကြောက်စရာကြီးကွာပြက်စီးတာခဏလေးတွေးမာတယ် အင်းနေအဲ့လောက်ပြူရလားကွာဟာဟဲ့အောင်နေဒီမှာစကိုင်းတတားဟောင်းကြီးကြိုးကြရဲလေကွာဖြစ်မှာဖြစ်ရနေလူတွေဘာမှဖြစ်ပါစေနဲ့ဗျာလူတွေအတပ်ပေးကင်းပါစေဗျာဟဲ့အောင်နေငပိန်ခေါ်တာနေထိတ်လန့်စရာတွေပဲမြင်နေရတဲ့ပို့ထူတို့ကဟမ်ငပိန်ဘာဖြစ်ပြန်တာလဲဟာဘာမှဖြစ်ဘူးကွာဟိုမှာအမေလာခေါ်နေပြီလို့ပြောတာကွာပြန်တော့မေအဲ့တော့မှပို့ထူတို့လည်းတက်ပြင်းချလိုက်တယ် တော်သေးတာပေါ့ကွာဒါဆိုငါတို့ပြန်တော့မယ်နော်ဘို့သူနင်လည်းဂယူးဆိုင်နေဦးကြလားငင်ရဘာလဲမသိဘူးထက်လို့အောင်မဆိုးရတယ်အေးပါနင်တို့လည်းလမ်းမှာဂယူးဆိုင်ပြန်ကြအောင်ပြန်ရောက်ရင်ဂရုချက်ကနေစောက်ဖို့လိုက်ကြအောင်နော်ဒါမှစိတ်အရောင်အဲ့လိုတွေတယောက်နဲ့တယောက်မှိုင်းနေငပိန်တို့တွေဖို့သူဝင်ကနေပြန်သွားကြတယ် နောက်ရက်မှာတော့ပို့ထုတို့တွေထုံးစံအတိုင်းစုံနေကြပြီးတော့ငရင်เจ้าကိုပြောနေကြပြန်နေပြောနေရင်လည်းပို့ထုဟာငါတို့ဒီအတိုင်းနေနေလို့တော့မဖြစ်တော့ဘူးကငါတို့တခုခုလုံမှရတော့မယ်မင်းကဘာလို့ကျင်လို့လဲပို့ထုဟာဟာငါတို့ဒီမှာဒီအတိုင်းထိုင်ပြီးနေနေမှထက်ဆိုင်ငါတို့ငရင်ပေးတဲ့နေရပြည်သူတွေကိုတွားကူကြမယ်လေကွာတို့ငါတို့ကူညီလိုအပ်နေရဲကွာဥပမာစားစရာတို့ရေတို့ပေါ့ကွာမှောက်ဘူးလား ငါတို့မှာပတ်ဆက်မှမရှိတာဘုသူကဘလို့လူမလဲမနေ့ကတော့ငရင်လုံးလို့ပြေးလာရတာနဲ့ဖြော်ရွယ်ဖို့ဂျန်နာတွေပတ်ဆက်900တောင်ဘယ်နှကြကြင်ငယ်လဲမသိဘူးမရှိရင်အလူလိုက်ခံမှာပေါ့ကွာငါတို့လျောက်တဲ့အားနေတော့ဘယ်ပြန်လှုပ်နိုင်မှာလဲရွာထဲမှာလဲငရင်တန်ခံနေရတဲ့လူတွေကိုငါတို့လိုပဲလှုပ်ချင်တဲ့သူရှိမှာပဲလေကွာလို့ဟာ ကြာနလားလို့ငါလဲလူမေရွာတွေကလူတွေကိုလဲလိုက်လူခံမယ်လीဘယ်လိုလဲအေးဟုတ်တယ်ဒါဆိုလား ရွာလူကြီးစီအရင်သွားပြီးတော့ပြောကြရအောင်။တကြီးကနေအလူလိုက်ခံပြီးတော့ပို့ရတာပေါ့။ဒလုံနေသူတို့တည်းရွာလူကြီးစီကိုထွက်သွားကြတယ်။ရွာလူကြီးစီကိုရောက်တော့တကြီးနဲ့တူတကြီးတပည့်ဖိုးကြီးနဲ့ဖိုးတော်ဘာတွေ့လိုက်ကြတယ်။တကြီးကဖိုးသူတို့ကိုမြင်တော့ခလေးတွေအခုချိန်ဘာလို့လျှောက်သွားနေရလဲကွ။ငရင်ကဘာမှမသိသေးဘူး။အိမ်မှာပဲနေကြတာမဟုတ်ဘူးကွ။ကျွန်တော်တို့ တကြီးကိုပြောစရာလေးရှိလို့လာခဲ့တာပါဗျ။ဘာလဲကွာငပေးကကြည့်ရတာငရင်ကိစ္စပဲချင်းနေဟုတ်တယ်မလား။ဟုတ်တယ်ကိုကြီးဖိုးကြီးကျွန်တော်တို့ငရင်သိတဲ့မျိုးတွေကိုသူတို့လိုအပ်မဲ့စားစရာတွေရှိရဲလိုက်လို့ချင်းလို့ဗျ။အဲ့ဒါရွာထဲမှာအလူလိုက်ခံချင်တာတကြီးကိုအကူကြီးတောင်းမလို့ဗျ။ဟာဒါဆိုတော့ပဲကျုပ်နဲ့ဖိုးကြီးလည်းအခုပဲအဲ့ဒီကိစ္စတကြီးကိုပြောနေကြတာ။ကျုပ်တို့လည်းအလူခံပြီးအဲ့ဒီမျိုးတွေထိကားနဲ့သွားလို့ပေးမလို့လေ။အဲ့ဒီကိစ္စပြောနေရပြီ။ဖိုးထောင်စကားကြောင့် ဖိုးတူတို့တတိစိတ်တက်တကြွကုန်ကြသည်ဟာဒါဆိုကျွန်တော်ကိုလေပါမယ်ဗျာအလူလဲခံမိမယ်သွားလူတဲ့အခါကျလေလိုက်ခဲ့မယ်နော်ကိုကြီးဖိုးတော်ဖိုးတော်ကခေါင်းညိတ်ပြလိုက်တော့တတိယကဲဒါဖြစ်လေအခုလုံးလိုက်ကြရအောင်လीလောလောဆယ်ကျုပ်တတိစီမှာဆယ်သိန်းကျော်လောက်တော့ရွာရမငွေကြမ်းမင်းအဲ့ဒါကိုဖိုးကြီးနဲ့မင်းတို့တွေကတယောက်ကလှုံ့မဲ့ပစ္စည်းလေးတွေအရင်သွားဝယ်ထားလိုက်ကျန်တဲ့လူကတော့ဖိုးတော်နဲ့ ကြားထဲမှာအလူလိုက်ခဲ့မို့ဟုတ်တယ်ကြီးဟိုဒါဆိုငပိန်နဲ့မိဝိုင်းကကိုကြီးဖိုးရင်နဲ့ဈေးဝယ်လိုက်သွားလိုက်ငါနဲ့တို့ဘွားကကိုကြီးဖိုးတော်နဲ့အလူခံလိုက်ခံလိုက်မယ်လေโอเคလားရရလေအဲ့လိုလုပ်တာပေါ့ဒီလိုနဲ့လှုံမဲ့ပြစီဝဲဖို့အတွက်ဖိုးရင်နဲ့တူမိဝိုင်းနဲ့ငပိန်တို့နှစ်ယောက်လိုက်သွားကြတယ်ကဲကဲဖိုးတော်နဲ့ဖိုးသူတို့ငွေပလားတွားယူလိုက်ကြအစင်ပြေတဲ့အိမ်လောက်ပဲအလူခံနော်သွားသွားဒါနဲ့အလူခံမဲ့ဖိုးတော်နဲ့တူ ိုသူနဲ့ဒုတ်ဘောတို့နှစ်ယောက်လည်းထွက်သွားကြတယ်။ရွာလင်းထဲကိုရောက်တော့ပိုးသူနဲ့ဒုတ်ဘောကငွေပလားကိုစီကင်လို့ပိုးတော်ဟာရှေ့ကနေလွန်နေဟစ်ကြီး။အောင်မန်းရွာသားများခင်ဗျာ။ရွာရဲ့ကိုစားပြုနေတဲ့ကျုပ်ဖိုးတော်မှာငရင်ဘေးတဲ့မျိုးတွေကိုတွားရလူတန်းမှဖြစ်တဲ့အတွက်မိမိတို့တန်းသမားငွေပမာဏကိုထည့်ပြီးငရင်သိပ်ပြည်သူများကိုကုညင်လို့ရပါပြီခင်ဗျာ။ဒါလို့ပြောလိုက်တာနဲ့တပြိုင်တည်း စေတနာထက်သန်တဲ့ဖိုးသူတို့ရဲ့အောင်မဲရွာသားတွေအင်ကိုစီကနေထွက်လာကြတယ်။ရွာသားတယောက်ကတို့တအားသမျှပေါ့ကွာ။နော်ဖိုးသူတို့ရာကျွန်တော်တို့လည်းထင်မယ်။ဟိုကျွန်တော်တို့လည်းနေနေများတဲ့မြူစနဲ့ကွာ။ကိုကျင်တို့ကိုကူတာဆိုတော့ဒါလို့နဲ့ဖိုးသူကင်နဲ့ငွေပလာလေးကိုလည်းထည့်တယ်လို့တုပ်ပေါင်းငွေပလာလေးကိုလည်းငွေတွေဝိုင်းထည့်ကြတယ်။အလူကံပြီးသွားလို့ညနေရောက်တော့ ဖိုတူရိုတတီရန်လူကြီးရဲ့အိမ်မှာ ပြန်စုနေကြတယ်။ဈေးဝယ်ပြီးပြန်လာတဲ့မိဝိုင်ကဟေးနင်တို့ဒီနေ့ကောက်တာတော်တော်များများရလိုက်တာပဲဟ။အေးဟုတ်တယ်။ဒါတော့အပြင်ငွေပဲရှိသေးတာဟ။ကိုအေးဖိုတော်ရဲ့ဘဏ်အကောင့်ထဲမှာဆို အနည်းရွာလူတွေအလန့်လူတွေငွေတွေအများကြီးရှိသေးတယ်ဟ။ဟုတ်တယ်။အဲ့ဒါတွေကိုတော့မြို့တွေရောက်မှတကယ်ဘာတွေလိုအပ်မလဲဆိုတာကြည့်ပြီးထပ်လို့ဖို့စီစဉ်ထားတယ်။အဲ့လိုပြောနေရင်တကြီးတဲ့ဘက်ဖိုးကြီးကိုမတွေ့ရနဲ့ဖိုတူဟာ ဒါနဲ့ကိုရေးဖို့ရောဖဲသွားလေဟာမင်းတို့နဲ့အတူတူဈေးဝယ်သွားတာမဟုတ်ဘူးလားဟမ် तू ကမနေ့ပြန်ကြရင်စကိုင်းသွားဖို့အတွက်ကားရှာနေလို့ဟောခုမှပြန်လာပါပြီဗျာပြောရင်းဆိုရင်ရောက်လာတဲ့ဘိုးကြီးကဝမ်းသာအားရနေကားရခဲ့ပြီကိုကြီးတင်ရွှေကသူ့ကောင်နဲ့မောင်မီလိုက်ဖို့ပြီးမယ်တဲ့ကိုကြီးတို့နှစ်ယောက်နဲ့ပို့ထုတို့လေးယောက်ကတော့အနောက်ခန်းကနေလိုက်ကြတာပေါ့ဒါဆိုမနေ့ပြန်ကြရင်ဝယ်ချင်ရှိအောင်ဆက်ဝယ်ပြီးတော့မှာပဲငါတို့အထုပ်လေးတွေထုတ်ပြီးစကိုင်းကိုသွားကြတာပေါ့ ဒီလိုနဲ့သူတို့တတိကိုစီအိမ်နဲ့သွားကြတယ်နောက်တနေ့မှာတော့တကြီးအိမ်မှာပဲဖိုးထုတို့တတိပြန်စုကြတယ်တကြီးကဖိုးထုတို့ရောက်လာတယ်ဖိုးထုလာမလားမိကိုကြီးဖိုးရင်းနဲ့ဖိုးထုကတော့ငွေထုတ်ဖို့သွားနေကြတယ်ပစ္စည်းတွေကိုအရင်ထုတ်ထားနေကြပါတဲ့ငါတို့ဘယ်လိုထုတ်ကြမလဲဖိုးထုငါတို့ကိုစီစဉ်ထားတာကတော့ရေတံမှုတကက်စီပြီးမယ်မုတ်တွေကိုတော့ အစိုးနဲ့အကြောင်းမျှပြီးမထည့်လိုက်ပို့ဟမ်အားလုံးကလည်းဖိုးသူပြောတဲ့အတိုင်းအထောက်ကလေးတွေထုတ်လိုက်ကြတယ်ခဏနေတော့ဖိုးရေးနဲ့ဖိုးတော်ပြန်ရောက်လာတာနဲ့ကိုွေးဖိုးတော်ဟိုကျွန်တော်တို့ဒီအတိုင်းထုတ်ထားလိုက်တယ်နော် ရရရတယ်အချင်းချင်းဝယ်ရင်လည်းထည့်ရလာတယ်ဖိုးရောက်မှလူရောင်ဝယ်လို့အဆင်မပြေတာဆိုတော့အခုကလေးကတခါလေးဝယ်ထားတယ်မနဲ့ပြန်မနဲ့စွတ်စွတ်ထက်ကြမယ်နော်ကားလည်းပိတ်တယ်လို့ကြားလို့လीဒီလိုနဲ့နောက်တနေ့မနဲ့စွတ်စွတ်မှာလीအ ပစ္စည်းတင်ထားတဲ့ကားနဲ့အတူပေါ်တူရော့တည်းစကိုင်းကိုတွန်းလာခဲ့ကြတယ်။ဒါပေမဲ့လည်းလမ်းမှာကားတွေကကြံပြက်ကြက်နေအောင်ဆိုတော့ဖိုတူဟာဆော့ဆော့တက်တာတော့ကားကကြက်တယ်နော်။အဲ့ဒါတော့ကားရှိမှချိန်ထားတဲ့ငရင်ဘေးအလူဆိုတဲ့ဆိုင်မုံကြောင့်ဒီလောက်ရှိရောက်တာဖိုတူကကားသမားတွေကလည်းငရင်အလူလာတဲ့ကားတွေဆိုရှိကနေဦးစားပေးပြီးတော့သွားခိုင်းတယ်လေ။ဒီလိုကြတော့လေချစ်စရာကောင်းနေတော့ကိုကြီးဖိုးကြီးလူတိုင်းကကိုတက်နိုင်တဲ့ဘက်ကနေကုညီနေကြတာနော်။ ဒါပေါ်ညီမလေးရဲ့အရေးကြုံလာရင်စီးလုံးရတာပေါ့စကိုင်းဝင်တဲ့လမ်းတစ်လျှောက်မှာလေအိမ်တွေပြိုကျနေရညလန်းရတော့မိဝိုင်းကဖះဖះလိုင်းမော်မာတက်အိမ်ပြိုတာတွေပုံများတာပါလားအေးဟာဟုတ်ပါလူတွေရောဘေးကင်းကြရင်လားမသိဘူးနော်အဲ့ဒီရဲ့ချိန်မှာ ကားကရက်သွားတာနဲ့ငပိန်ကကိုွေးဖို့တော့ဒီမှလူမလား อืมဟုတ်တယ်ဒီနေရာအပျက်စီးများလို့လေကိုကြီးတို့လမ်းကြားတွေလည်းလဲဝင်လို့မယ်လမ်းဘေးကလူတွေစီကိုလည်းဝင်လို့မယ်ဟုတ်ပြီနော်ဒါကြောင့်လူစုခွဲပြီးသွားကြတာပေါ့အဲလိုပြောတာနဲ့ဖိုတူတို့တတွေကားမွာနေဆင်းလိုက်ကြတယ်ကိုပွင့်နဲ့တူဖိုတူနဲ့မိဝိုင်းလိုက်ခဲ့ကြနော်ကိုကြီးတို့ကလမ်းကြားတွေကလူတွေကိုလိုက်လို့မယ်ငပိန်နဲ့တော်ဘောတို့ကဖိုးထွန်နဲ့လိုက်သွားကြသူတို့ကလမ်းဘေးကလူတွေကိုလှူလိုက်မယ်ကိုနိုင်တဲ့လောက်ပဲရှူမယ်နော်ကလေးတွေနိုင်တဲ့လောက်ပဲသေး ဖီမတစ်ခေါက်လာပြင်လို့ရတယ်နော်မနိုင်မနေတဲ့ရင်အိတ်တွေပေါက်ပြီးတော့အထရပစ္စည်းတွေထွက်ကြကုန်လိမ့်မှာဒါနဲ့ပို့တူတို့လည်းသူတို့နိုင်တဲ့လောက်တထုံနှထုံလောက်ကိုပဲတင်လိုက်ကြတယ်ကဲလာသွားရအောင်ပို့တူနဲ့မိဝိုင်းဒီလိုနဲ့ပိုးအေးတို့ကတစ်ခွေပိုးတော်တို့ကတစ်ခွေလူခွဲပြီးတော့လိုက်လူကြတော့တယ်လမ်းကြားလေးကိုရောက်တာနဲ့လူတွေကအလူရှင်ရောက်လာတာကိုပြောနေကြပြီးဖို့သူတို့ကိုကျေးဇူးတွေတင်နေကြတယ်။ ကျေးဇူးတင်ပါတယ်သားတို့ရေနောက်လေဒီတက်မကလူနိုင်တန်းနိုင်ပါစေနော်ဟိုဒါကကျွန်တော်တို့ကြီးတီးသက်လူတော်မဟုတ်ပါဘူးရေကျွန်တော်တို့ရွာလူတွေစုပေါင်းမင်းလူတွေအလူပါဗျအများလူပေါ့ဗျဘေးကနေလာကြတာလေကွဒါကိုဖို့ထူးအောင်ဝင်ပြလိုက်တယ်သားတို့အောင်မန်းကနေလာတာပါဗျရေအော်အောင်မန်းကလားအဝေးကြီးပဲသားတို့ပါကွယ်သားတို့ပါအဝေးကြီးကနေလာလူတွေဆိုတော့သားတို့ပါကွယ်အဲ့လိုပြောနေတော့ ငရင်တန်ခံနေရတဲ့လူတွေအလုံးသူတို့နာကိုစီရင်ရောက်လာကြတယ်။ဒါနဲ့ပိုးကြီးကကျွန်တော်ကဒီလန်းကြားရီတွေဝင်မြတာဆိုတော့ရှေ့လာမှာရက်သားခဲ့ရတာ။အဲ့ဒါကြောင့်ပစ္စည်းတွေတွားပြန်ယူပြီးပြန်လာခဲ့မယ်နော်။အဲ့ဒီအချိန်မီဝိုင်းကစပိန်လေးတစ်စီးကိုတွေ့သွားတယ်။ကိုကြီးဖွေအဲ့ဒီစပိန်ယူခဲ့ရအောင်လေ။အဲ့ဒါမှမီဝိုင်းတို့ပစ္စည်းများများတဲ့လို့ရမှာမဟုတ်ရင်တစ်ခါအောင်လင်းကားတုံးနဲ့ဘာမှမရအောင်။อืมဟုတ်တာပဲ။အရှင်အဲ့ဒီစပိန်ကျွန်တော်တို့ငှားလို့ရလာရင် ြစ်စည်းတင်ခြင်းလိုပါဗီဒီယိုပဲပြန်လာမှရေးစိတ်ဆနှောင်ပြရရရရယူသွားယူသွားစိတ်ဆရရေးနောက်တစ်ခါကိုတော့ဂျပါရီပြစ်စည်းရေးထည့်ပြီးစပိန်မော်တင်လို့အနောက်ကမိဝိုင်းနဲ့ဖိုတူဟာထင်းပြီးတော့ပြန်ရောက်လာကြတယ်လူတွေကလည်းဖိုတူတို့တတွေကိုတာတို့ကော်ပြီးကျေးဇူးတွေတင်နေကြတယ်တာတို့ပါကွယ်တာတို့ပါတာတို့သမီးတို့ရဲ့တာတို့ပါကွယ်ဒါလို့ねလမ်းကြားတွေကလူတွေကုန်လို့လူပြီးမှမိဝိုင်းက ဒါဆို သမီးတို့ပြန်လိုက်ပါအောင်မယ်နော်အရှိတို့ဘာမှဆေးရမငယ်ပဲဒီအကကဲကနေအကောင်းဆုံးကြော်ဖြတ်ကြမယ်နော်ကြော်ဖြတ်ရမှာပေါ့သမီးရေသမီးတို့လည်းဝေးကြီးရနေလာလို့ပြတာကျေးဇူးတင်ပါတယ်ဂီယိုးဆိုင်ပြီးပြန်ကြအောင်နော်ဒီလိုနဲ့ပို့ထုတို့တတိရက်ွက်တွေရလှုပ်ပြီးပြီဆိုတော့တောင်မမနေနေကြတဲ့လူတွေစီကိုလှုပ်ဖို့အတွက်ဆက်ထွက်လာခဲ့ကြတယ်တောင်းကျင်နာကားဆိုင်တာနဲ့ဖိုးတော်ဟာဆင်းသွားတယ်ဖိုးတူ အခင်းရင်အောက်ကျလိုက်ပါအောင်ကွာပစ္စည်းတွေကိုအောက်မှာခင်းလိုက်ရအောင်လို့ငါတို့ကြောင်နေတဲ့ကြောင်ဝင်လို့အစီအမံမှမဟုတ်ဘူးအဲ့ဒီကြောင်လူတွေကိုတတ်မယ်စီကန်းလိုက်တော့မယ်လीကားကလည်းအပေါ်ထိတက်မြတာမို့လीနော်အေးလီအဲ့လိုလုပ်တာပေါ့ဒါဆိုမင်းဖုံဖုံနဲ့အတိုင်ပင်ပြီးတော့ပြောလိုက်လीငါဒီမှာပစ္စည်းတွေကားပေါ်ကနေချလိုက်အောင်မေဒါနဲ့ဖိုးကြီးလည်းနေရာကနေထွက်သွားတယ်ဖိုးတော်ကကားပေါ်မှာရှိနေတဲ့ဖိုးထုတို့ကိုကဲကျန်တဲ့ကလေးတွေက ပိုတူကားဘွားနဲ့လှမ်းမိမဲ့ထုတ်တွေကိုလက်စင်ငမ်းပြီးအောက်ကိုချလိုက်ကြနော်။တေစာချချောင်းအိတ်တွေပောက်တာပြေးတာဖြစ်မှာစို့လို့။ဒလုံနဲ့ပိုတူတို့တည်းလက်စင်ငမ်းပြီးတော့ပစ္စည်းတွေကိုအောက်ချလိုက်ကြတယ်။ခဏအကြာမှာသူတို့ရှိရဲ့နေရာကိုလူတွေတန်းစီပြီးရှောင်လာတယ်။တူဘောကဖိုးထောင်နာကိုကတ်လိုက်တယ်။ကိုွေးဖို့တော့တန်းစီပြီးလှမလာဗျ။ဟိုဘာလဲ။ဟိုလေအိမ်စုနဲ့မလူတော့ဘူးလားဗျ။တူဘောစကားကြောင့်ဖိုးထောင်ဟာရှင်းလိုက်တယ်။ အိမ်တော်စုပါတို့ဘောရဲ့အဲ့လိုမလူတော့တောင်မွားကြလူကြီးရနေတာရဲ့အရောက်ပေါက်ကျင်းတာရဲ့ကြောင့်ဒီတိုင်းပဲလူလိုက်တော့မှာအဲ့ဒီအချိန်ဖို့သူကလောကင်မီးရှိကိုထွက်သွားတယ်။ဦးလေးတို့ဒေါ်လေးတို့အားလုံးပဲဝမ်းမနေပဲအားတင်းလာပြီးတော့ရှေ့ဆက်နိုင်မှုအတွက်ကျွန်တော်အခုလိုလာရောက်လူတန်းတာပါ။ပျက်စီးဆုံးရှုံးမှုအတွက်သားတို့လည်းထပ်တူစင်မကောင်းဖြစ်မိပါတယ်။မရတဲ့သူမရှိစေအောင်လို့သားတို့ပစ္စည်းအရာလုံးလုံးလောင်းလောင်းနဲ့မြို့ကိုရောက်လာကြတာပါဗျ။ ပိုတူအဲ့လိုပြောတာနဲ့မိဝိုင်းကလည်းလော်လန်းယူလိုက်တယ်။ဟုတ်ပါတယ်။အားလုံးရစီရမယ်လို့အာမခံတာမို့ဂျားပြတ်တာတွေပါတယ်မလုပ်ကြပါနဲ့နော်။ဒီလိုနဲ့ပိုတူတို့တတိရှိကနေပြီးအထုံလေးတွေခြင်လို့လာတန်းကြတဲ့လူတွေကိုတယောက်တည်းစီလွန်လိုက်ကြတယ်။လူပြီးသွားချိန်မှာပိုးတော်ကကျောင်းနိုင်ဆရာတော်စီသွားတယ်။ဆရာတော်ဗျာဒါတပည့်တော်တို့အကြောင်းရင်ကျောင်းကဆရာလေးတွေနဲ့ကိုရင်လေးတွေကိုလှူတာပါဗျာ။ ဟိုရေတန့်တွေစီလီဆန်နေနဲ့တခြားပြင်စင်းလေးပါပါတယ်ဗျာအဲ့လိုပြောနေတော့အနောက်ကနေဖိုးသူတို့ကအလူပစ္စည်းလေးတွေကိုတယ်လာကြတယ်ဖိုးကြီးကတပည့်တော်တို့ခဏနေကြရင်ညနေစောင်းတော့မှမဟုတ်ပြောင်းဝင်ပြပါအောင်နော်ဗျာနောက်ရကြမှာတစ်ခေါက်ပြန်လာခဲ့ပါမယ်ဗျာဝူး